အားလုံးပဲမင်္ဂလာပါအမရဲ့ blog ကလေးအနေနဲ့ပြန်လဲကြိုဆိုပါရစေဒီတစ်ခါကတော့အမမဟန်တန်ကိုလိုကိစ္စနဲ့တွိုင်းရင်းနဲ့တံတားတွေပဲရိုက်ခဲ့တဲ့ blog ကလေးကိုအမပြန်ပြီးတော့ blog လုပ်လိုက်ပါတယ်အမကတော့အမြင်နဲ့ပြောနေကြစကားရှိပါတယ်အမတံတားတွေလမ်းတွေအရန်ကျက်တဲ့လူပါဘယ်နိုင်ငံရောက်တံတားတွေသူတို့တံတားတွေသူတို့ရဲ့လမ်းတွေကိုအမအမြင်လေးလာဖြစ်တဲ့သဘောကျရပါတော့ဒီဟာလဲကျိုးတံတားကြီးတစ်ခုပါ သူကအမတို့မဟန်တန်ကိုတွားမဲ့လမ်းကြောင်းပေါ့နော်တွားလမ်းကြောင်းတွေအများကြီးပြတယ် မတကယ်လို့အမရဘက်ကနေပြီးတော့ဟန်တန်သွားမယ်ဆိုရင်ဘယ်လမ်းကြောင်းလေးသွားမလဲဆိုပြီးလမ်းကြောင်းလေးအများကြီးပြရတယ်ပေါ့နော်အဲ့လမ်းကြောင်းလေးကဒီတခုကိုရေးထားတာဟာပတ်စံမပေးရလို့ပေါ့နော်တံတားကြီးတွေလမ်းကြီးတွေတချို့ဟာတွေကနဲတဲ့ဟာရှိသလိုမပေးရတဲ့ဟာကြီးလည်းရှိရပေါ့နော်ဆိုတော့အဲ့ဟာတွေကိုရေးဖြစ်ခဲ့ပါတယ်ဒါပေမဲ့တချို့ရက်တွေကတော့ပေးရတယ်တချို့ရက်တွေကျမပေးရတဲ့ဟာလည်းရှိရအမျိုးစုံပါပဲပေါ့နော်ဆိုတော့ကိုကမသွားခင်မှာတော့ Google Map ကိုတခြားကြည့်ပြီးတော့ဘယ်လမ်းကြောင်းတော့ပတ်စံနေပေးရတယ်ဘယ်လမ်းကြောင်းမှာတော့ပတ်စံနေမရှိဘူးဆိုတဲ့ဟာကိုကြည့်လို့ရရတယ်ပေါ့လေနော်ဆိုတော့ဒီလမ်းဒီတံတားကလည်းအမှအဖြတ်တော့ ့အရန်သဘောကြတယ်ပြီးတော့တော်တော်လေးလှရပေါ့နော် ပြတီယာကကြပါပြီရောက်တုန်းကတော့ရောက်ခါစားပေါ့နော်နယူးယောက်ကိုရောက်ခါစားအမတို့ရိုက်ထားတဲ့ပုံလေးပါအာတရားရင်နဲ့ရိုက်ထားတဲ့ပုံလေးပေါ့နော်သူကတီယာကနမကြီးရဲ့ broken တရားနဲ့ ကက်ရရှိရတဲ့ဓာတ်ပေါ့နော်အဲ့ဒါဓာတ်နှစ်ခုကအရန်လှတယ်ပြီးတော့အဲ့နေရာနေထိုင်ကြည့်ရင်လည်းအရန်ကြည့်လို့ကောင်းတယ်ပေါ့နော်အဲ့မှာအထူးသတိထားမှာအဲ့နေရာရာ foreigner တွေလာတာအများဟာဖြစ်တဲ့အတွက်အရန်လူစီတယ်လူစီတာဖြစ်တဲ့အတွက်အဲ့မှာဘာလို့ရှိလဲဆိုအမတို့တစ်ခေါက်ခံလိုက်ရတယ်ပေါ့နော်ရေကမ်းမုံရောက်တဲ့ဆိုင်မှာကားလေးနဲ့ရေကမ်းမုံရောက်တော့ရေကမ်းမုံဝင်စားတဲ့အချိန်မှာ သူကအမတို့ပုံမှန်ဆိုရင်လမ်းဒီ street food တွေအများဆုံးအဖြစ် cash ပေးရတာများတယ်အမတို့ကအဲ့တော့ကတ်ပေးလိုက်တဲ့ဟာ cash ပေးရဟာသူကလက်မခံနဲ့ကတ်ပဲဖြတ်မယ်လို့ပြောတာပေါ့နော်ပြီးရင်တကယ်လည်းကတ်လည်းဖြတ်လည်းဖြတ်ကောငါးချက်ပဲချရဟာအမတို့30တောင်ဖြတ်ချပလိုက်တယ်ပေါ့နော်နောက်မှအမတို့လည်းသိရတယ်ပေါ့နော်အဲ့လိုမျိုးဟိုလုတ်တဲ့ဟာကြီးလည်းရှိရသတိထားရတယ်ပေါ့နော်ဒါလည်းအမတို့တစ်ခါတွေ့ကြုံကြုံခဲ့တဲ့ဟာကိုပြန်လည်းမျှဝေပေးတာပါဆိုတော့အဲ့အဲ့တရားနှစ်ခုကတော့ကဘာကျော်တရားလည်းဖြစ်တယ်လို့အရန်လှတယ်အဲ့တရားနှစ်ခုကိုဒီ program ဘက်ကနေကြည်နေရဆိုရင်လေဒါက အာဒမ်ဘာပေါ့နော်ဒမ်ဘာဘက်ကနေကြည့်ရင်အရမ်းမိုက်ပြီးရဲလှရပြီးတော့အခုလိုမျိုးရေဒီလေးရှိတော့ဒီရေစက်နားလေးမှာသွားပြီးထိုင်ပြီးတော့တွေးငွေဆွေးနေရလေအရသာအရန်ရှိရပေါ့နော်ဆိုတော့ဒီတကယ်လို့နယူးယောက်ကိုရောက်မယ်ဆိုရင်အဲ့နေရာတွေကသွားဖို့သွားမယ့်နေရာအရန်လှရနေရာတခုထဲမှာပါပါတယ်အမန်ဒရူလက်ကြည့်ပေးပါဦးနော် ဒီဒီနေရာကလည်းနယူးယောက်ရောက်ရင်မရောမဖြစ်ရောက်ကိုရောက်အောင်နေရာမှာပါပါတယ်သူကတိုက်နှစ်ခုချရဲမှာတံတားကြီးရှိနေတယ်မြင်ကွင်းပေါ့နော်အဲ့နေရာတော်တော်များကလူပေါင်းများစွာလာပြီးတော့တပုံရိုက်ကြပါတယ်ကဘာကျော်တွေကမှလည်းတစ်ခုပါပါတယ်တော်တော်လေးလေးအပြင်မှာအရန်လှရဲပေါ့နော်တိုက်နှစ်ခုကနီရဲနေတိုက်တစ်ခုမှာဒီတံတားကြီးရဲ့အလှကလည်းဘာနဲ့မှမတူဘူးပေါ့နော်အဲ့ဒါလည်းအရန်မှိုက်တယ်အမှကောင်ကလည်း F5 ကိုတော်တော်ကြိုက်တယ်ပေါ့နော်ဆိုတော့ဒီတံတားရဲ့နာမည်ကတော့အမှတခြားတော့မသိဘူးဒီတံတားလည်းတော်တော်လေးလှတယ်သူက တန်ဘင်းနဲ့တန်ဘင်းနေနဲ့ပဲစောက်ထားပြီးတော့ချက်ချက်ကပုံစံနေအများကြီးလှုပ်ထားပါဘောเนาะအပြင်မှာကြည့်ရင်တားအဝင်းအစမှာလုံးဝဒုရည်ကြီးอ่ะအကြီးကြီးနဲ့အရန်လှတယ်ဘောเนาะတော်တော်လေးမိုက်တယ်ဘောเนาะသူကအမရို့သွားမဲ့လမ်းကြောင်းမှာတော်တော်တားတွေဖျက်ရလို့ပြောရမယ်အခုအမအာပြန်နောက်တစ်ခုကကြတော့ဟိုအယောင်လေးပေါ့နော်ကာလာတွေကတခုနဲ့တခုအများသောဖြင့်မီးခိုးတွေတုံးတာများပေမဲ့ broken ဓာတ်တစ်ခုပဲအာဒီအုတ် ဘယ်လိုပြောမလဲအသားရောင်လို့အရောင်မျိုးပေါ့နော်အဲ့တခုပဲအရောင်ရှိတယ်ကျန်တဲ့ခါတော်တော်များတော့ဒူမီခိုးရောင်လို့အပြာနုရောင်လို့အဲ့လိုမျိုးတွေများတယ်ဒီမဟန်တဲ့ဘက်မှာရှိရတဲ့ဓာတ်မဟန်တဲ့ကူးမဲ့ဓာတ်ကြီးပေါ့နော်ဆိုတော့အရမ်းမိုက်တယ်ပေါ့နော်ဆိုတော့သူတို့နိုင်ငံကလမ်းတွေကဘယ်လောက်လှတယ်လဲဆိုတော့ဟာလေလိုက်ကြည့်ကြည့်ပေးအောင်ပေါ့နော် ီကခုနအမဖြတ်ခဲ့တဲ့တောက်ကိုဝေးရနေနောက်တဲ့တစ်ဖက်လမ်းကနေလမ်းမြင်ရတဲ့အနေထားပေါ့နော်အရန်မိုက်ပါတယ်အမလည်းငကိုတဲ့တရားတွေကြီးရကြိုက်တဲ့ကြိုက်တဲ့လူဆိုတော့ကြည်နေရင်းနဲ့ဟိုသဘောတွေကြနေရပေါ့နော်ဒါတော့တရားအောက်ကနေအမလို့နောက်တော့တရားတခုအောက်ကနေဖြတ်ခဲ့တာပေါ့နော်အဲ့နေရတော့အမှတ်မမရရပဲအမလည်းဘာရဲ့ညာမဟုတ်ဘူးတရားတွေကိုလက်ရိုက်နေရတော့မဟုတ်ဘူးဒါပေမဲ့ အဲ့နေ့သွားတဲ့နေရာအမှန်တော့အမတို့ဘယ်နာကိုသွားရတာလဲဆိုတော့မြို့ရဲဟိုအမတို့အမတို့သွားတဲ့နေရာကန္နာဘက်လို့ခေါ်မှာပေါ့နော်တော်တော်လေးဟိုအစွန်းဘက်ရောက်တယ်ပေါ့နော်အဲ့ဘက်ကိုသွားရမှာအဲ့နေရာအလုပ်ကိစ္စရှိတော့သွားရင်းနဲ့ဖြတ်တဲ့တောက်လျှောက်လမ်းမှာတဓာတ်ရအများကြီးဖြတ်ရတာပေါ့နော်ဆိုတော့အမတ်တရနေနဲ့အမလည်းအဲ့ဗီဒီယိုတွေရိုက်ထားရင်းနဲ့ ကိုယ့်ရဲ့ viewer တွေကိုယ့်ရဲ့ subscriber တွေကိုပြချင်လို့အမှအာ vlog လေးတင်လိုက်တဲ့သဘောမျိုးပေါ့နော်။ဆိုတော့အမှတ်တရအနေနဲ့အဲ့ဒါလေးရိုက်တာပါ။နောက်တစ်ခုကကျတော့အဲ့ဒီအဲ့ဒီမှာအမှတ်တရလေးလေးအောင်လို့ပြပြပေးချင်ပါတယ်။အဲ့ဒါအဲ့ဒီကအမှတို့အဲ့အနေမှာအချိန်နည်းနည်းလေးပို့နေရတယ်။နောက်တစ်ခုသွားဖို့အချိန်ပို့တယ်ပေါ့နော်။ပထမအလုတ်ကပြီးသွားတယ်။နောက်ဒုတိယအလုတ်တစ်ခုမှာချိန်ထားတဲ့ customer တယောက်နဲ့ချိန်ထားတဲ့ဟာအာနည်းနည်းလေးအချိန်ကလင့်နေသေးတယ်။ဂျိုင်းမှာအချိန်ပို့နေရတဲ့အမှတို့ဟိုဆမ်ရက်ကိုသွားတာပေါ့နော်။ အဲ့ဟိုဆွန်ရက်ကိုသွားတော့ပထမနေရာမှာကျတော့အမတို့ကကားပတ်ကင်ဝယ်ထားပြီးသားဒုတိယနေရာသွားဒီဟိုဆွန်ရက်ကိုသွားမယ့်အခါကျတော့ကားပတ်ကင်မရှိနေဘူးပေါ့နော်မရှိတော့ရထားနဲ့သွားမယ်လို့ပထမပလန်လိုက်သေးတယ်ပလန်ပြီးတော့မှရထားနဲ့သွားမယ်ဆိုတဲ့အချိန်ကျတော့အာဟိုသွားမှအရန်ကြတယ်နိုင်ရတနိုင်လောက်ဟာနေရဆိုတော့ ကောင်ကိုကောင်နဲ့ကိုသွားမှဆို28မိနစ်လောက်ပဲဆိုတော့ကိုကောင်နဲ့ကိုယူပြီးသွားရတာပေါ့နော်အခုဒုတိယနေရာအောင်အမတို့ဟူဆုံရက်ကိုသွားမှဆိုပြီးသွားနေကြတဲ့လမ်းမှာပေါ့နော်အဲသွားနေတဲ့လမ်းမှာပဲဘာဖြစ်လဲဆိုတော့ကားပဲဟိုလေရကောကားပတ်ကင်ရှာမရဘူးရှာမရတော့အပြင်မှာလည်းအရန်အေးနေရတယ် အမတို့လည်းအမလမ်းတစ်ခုမှာပေါ့နော်အဲအဲဟိုဆုံးရဲ့ဘေးကလမ်းလမ်း35လမ်းမှာအမတို့ကောက်ရက်လိုက်တာပေါ့နော်ရက်ပြီးတော့အမမီတာလည်းမီတာလည်းရှိရသူတို့ဒီနိုင်ငံမှာကားရမယ်ဆိုရင်လမ်းမတွေမှာမီတာအဖုတ်တိရှိရအဲမီတာမှာကိုရက်ချင်တဲ့ဟာကို15မိနစ်တခါချိန်ပြီးတော့ကိုကဥမာတနဟိုထတော့တနိုင်း15ရက်ချင်တာနှစ်နိုင်းရက်ချင်တာဒါဟုတ်လုတ်ပြီးတော့ရက်လို့ရတယ်အဲ့ဒီကအမတို့လုတ်တဲ့ဟာမှာသူက3နိုင်းရဲ့တမ်းမီဒီပရိုဂျက်3နိုင်းပေးတယ်အဲ့ဒါအမတို့သတိမထားမိလောက်အဲ့ဒီကအရန်အေးတယ်အပြင်မှာတော့တော်အေးနေတာပေါ့နော် ဆိုကားပါကင်းနေရာလေတခြားကားပါကင်း spot တင်နေရာ spot နေရာတွေကလေအကုန်လုံးကအနည်းဆုံးဆိုရင်တနအီကို46ကျက်လောက်ရှိရပေါ့နော်အမတို့ကအမြင့်နဲ့အမြင့်ဆိုတော့သူကဘာပြောလဲဆိုတော့ပုံမှန်36ကျက်အမတို့ကအမြင့်နဲ့ဆိုတော့10ပေါ့တော့46ကျက်ဆိုတော့အရန်စေးများတော့ဟောအမ2နာရီလောက်အချိန်ဖြုံးအောင်မှာဆိုတော့2နာရီ3နာရီလောက်အချိန်ဖြုံးအောင်ဆိုပတ်စံအကုန်မယ်ဆိုပြီးအမတို့ကစီးနေလိုက်ပြီးတော့အဲလမ်းမှာတော့ရှက်လိုက်ပြီးတာပေါ့နော်အမှန်တော့သူကနောက်တစ်ခုအသတိထားမယ်ဟာမီတာပါဝါရှိပြီမဲ့လေဆိုင်းမုတ်တွေရှိပါတယ်ဆိုင်းမုတ်တွေကိုသတိထားကြည့်ဖို့လိုအပ်တယ် အဲ့ဆိုင်မုတ်တွေမှာဆိုရင်အရေးကြီးသောအချက်တွေအများကြီးရှိရဲပေါ့နော်အမဒီဒီလမ်းကိုဘယ်ဘယ်ချင်းကဘယ်ချင်းမရရဘူးဘယ်ချင်းကဆိုကာဆွတ်တဲ့ဒါမျိုးတွေရှိရပေါ့နော်အဲ့နေရာလေးအဆိုင်ဖို့အမတို့တတိမထားမိလိုက်ဘူးပေါ့နော်ဆိုတော့အမတော်တော်လေးကိုအမတို့အခက်တွေ့သွားပြီးတော့တစ်ကတ်ထီသွားပါတယ်ဒီ fucking violation လို့ခေါ်တဲ့တစ်ကတ်ထီသွားပြီးတော့135ချက်ပေးလိုက်ရတဲ့အပြင်ကိုခုနအမတို့မီတာနဲ့ပတ်စံပေးပြီးထိလိုက်တဲ့ဟာကလည်း30ပေးလိုက်ရတယ်ဆိုတော့150ဝန်းကျင်လောက်ထီသွားတယ်ပေါ့နော် အဲ့ဒါအာဒီနယူးယောက်ကိုရောက်တော့မယ်ဆိုရင်သတိထားပါကားပါလာရင်တော့ကားပါကင်မှာပဲအဲကားပါကင်ဝယ်ပြီးရလိုက်တာတော့ပိုအဆင်ပြေပါတယ်လို့အမအာဟိုအမအတွေ့အကြုံနဲ့ပတ်သက်ပြီးပြန်လဲညှောက်ပေးပေးချင်ပါတယ်ဒီတံတားကတော့နမဲကျော်ကဘာကျော်ဖြစ်တဲ့ broken တံတားပါအဲ့တံတားကတော့မရောမဖြစ်သွားအောင်သွားမယ်တံတားရပါတယ်အမရဲ့ favorite တံတားတစ်ခုလည်းမှာလည်းပါပါတယ်နယူးယောက်ရဲ့ favorite တံတားတံတားတစ်ခုပေါ့နော်အရင်အရန်ကြိုက်တဲ့အရန်သဘောကြတဲ့တံတားလေးတွေပါ ကုနာတော့အမိုင်းရဲ့အကြောင်းလေးကိုပြန်လည်းမျှော်ပေးရဖြစ်ပါတယ်။ဒါကြောင့်မလို့နယူးယောက်မှာကားရက်မယ်ဆိုရင် သတိထားမယ့်အချက်ကမိသက်ခေါင်းတွေရှိရတာလုံးဝမရက်ပါနဲ့။ကားဆွဲတက်တဲ့ဆွဲသွားရင်လည်းပတ်စံပေးရတာအရင်အများပါတယ်။ပြီးတော့ဘယ်လိုက်လို့လမ်းအောင်ပဲမသိရင်ဒုက္ခရောက်တတ်တယ်ပေါ့နော်။အဲ့ဒါအရေးကြီးတယ်။ဒုတိယတစ်ချက်ကကားရက်တော့မယ်ဆိုရင်နေရာတွေကိုပတ်ကင်းနေရာတွေကိုကြည့်ပါ။မီတာရှိတယ်ဆိုပေမဲ့အမတို့လည်းမီတာရှိရဆိုရင်သတိမထားမိလိုက်တာပေါ့နော်။မီတာရှိရဆိုပြီးတော့မလုပ်ပါနဲ့။ဒါအခုဆိုရင်ဟုတ်ဆောင်ရက်ကိုသွားနေတဲ့လမ်းချောင်းရောက်နေပါပြီ။ အဲ့မှာကပါကင်ရှာအရန်ခတ်တာပေါ့နော်အဲ့တော့မီတာရှိရဆိုပြီးမလုပ်ပါနဲ့ဘေးဘီဝဲရအောင်ကြည်ပါဆိုင်းမုတ်တွေအခုလိုပေါ့အနီအောင်ဆိုင်းမုတ်ကလေးလိုဆောင်းမုတ်ဆိုင်းမုတ်တွေထောင်ထားပါရဲ့ဘယ်နေရာမှာကားမရဲရအောင်ဘယ်ချိန်ဘယ်ချိန်မရဲရအောင်ဆွဲဟာတွေသတိထားပါအရေးကြီးပါတယ်အဲ့ဟာတွေသတိမထားမိလိုက်ဘူးဆိုရင်ကိုကအမရရခဲ့တဲ့နေရာကမီတာရှိပေမဲ့ဘာအတွက်ဘယ်နေရာအတွက်ဖြစ်နေလဲဆိုတော့ ever ဟိုဟာ advertising ပေါ့နော်ဥပမာဆောက်တော့အမ်အလုံးနဲ့ပတ်သက်ပြီးလာတဲ့ကားတွေပေါ့နော်အဲ့ဒီကားတွေအတွက်ပဲဖြစ်နေရဖြစ်တဲ့အတွက်အမရရ မရက်တဲ့နေနေရာမှာတောက်ရက်လိုက်တာဖြစ်တဲ့အတွက်အမတို့အဲ့ဒါကိုအာဟို105 115ချက်တက်ကတ်ထီသွားတာဖြစ်ပါတယ်ဒါကိုသတိထားပေးထားဖို့လိုအပ်တယ်လို့အမကအကြံဉာဏ်ပေးချင်ပါတယ်ကဲဒုတိယတစ်ခေါက်ထပ်ပြီးတော့အမတို့အဲ့အနေအားလမ်းမသွားတာလေပါတော့ဒုတိယတစ်ခေါက်ဒီ broker data ကိုနှစ်ခေါက်နှစ်ကြော့ပြန်လိုက်ရသလိုဖြစ်သွားတာပေါ့နော်လမ်းမသွားတော့နောက်ထပ်တစ်ခေါက်ဒီဒီနိုင်ငံမှာ မက်ကျင်ရန်တိထားပါဗျမက်ကိုတခြားမကြည့်တယ်လို့မှားသွားရင်အခုလိုမျိုးလမ်းကြောင်းမှားရတဲ့အမတို့အနေနဲ့အက်ဒီတာကိုနှစ်ခေါက်လောက်ဖြတ်လိုက်ရတာနှစ်ခေါက်ကနှစ်ခေါက်စာပေးရတာပေါ့လေဆိုတော့ကဲဒါတော့အမန်တို့လက်ကြည့်ပေးပါအောင် broken data ရဲ့အလှဖြစ်ပါတယ် ကျော်သေးဖြစ်တယ်လို့တကယ်လို့ဥမာ wedding နေရှိတယ်အကိုကမင်္ဂလာဆောင်မျိုးဖိုတိုတွေရိုက်ချင်တယ်ဆိုရင်ဒီမှာလာရရင်အရင်လှပါတယ် ြင်ရတဲ့အတိုင်းပါပဲမဟန်တန်ကတော့အရန်လှရပေါ့နော်အမ်မာဂရယ်လည်းမဟန်တန်ကိုသဘောကျပါတယ်ဘယ်နေရာကြီးကြီးအောက်ဦးကြီးကြီးဘယ်နေရာကြီးရှေးအောင်အောက်ဦးကြီးကအရန်သဘောကျလို့မကောင်းဘူးလေပေါ့နော်အမန်တူလက်ကြည့်ပေးဦးနော် ချက်တည်းရဲ့ဘေးနားမှာရှိရဲ့ကဘာကျော်တရားတစ်ခုပဲပေါ့နော်အဲ့ဒါကစမ်းမဆိုရမ်းလျှောက်လို့ကောင်းတယ်ပေါ့နော်သူကချမ်းချမ်းတောင်းကနေပြီးတော့လဲတက်ပြီးတော့ထလာခဲ့လို့ရတယ်အဲ့အနေမှာဒီခူဆောင်ချက်တစ်ဘက်ကိုလမ်းလျှောက်လာခဲ့လို့လဲရတယ်ပေါ့နော်သူကဘေးပတ်ဝင်ချင်းမှာအိမ်ကြီးအိမ်ကြီးအိမ်ကြီးနဲ့အဲ့ကြားမှာတရားဖောက်ထားတာအရန်လာတယ်။အဲ့နေရာအာညနေခန်းဘိုင်းပေါ့နော်နေဝင်စီးဆောင်ကြည့်နေတဲ့အာတမောကြီးတွေ့တာသဘောချလို့ရိုက်ထားတာပေါ့နော်။အမှလည်းတစ်ခါမှတမောစီးပြီးတော့ရှောက်မသွားဘူးသေးဘူး။တစ်ခါတော့တော့သွားကြည့်နေသေးရပါလေ ဆိုအမားတော့ခီးသွားဝါသနာပါတဲ့အတွက်အအပြင်နေလျှောက်သွားနေရခီးရသွားနေရအရန်ပျော်တယ်ဗောလေဆိုတော့ဒါတော့မဟန်တဲ့ညဘက်မြင်ခွင်လေးပါအဲမဟန်တဲ့ညဘက်မြင်ခွင်ကလည်းဘာထဲမှလည်းလူမရအောင်အရန်သဘောချပြီးသဘောချဖို့ကောင်းတယ်ဗောနော်ဆိုအမဗီဒီယိုလေးကိုအခုလိုက်ကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်အမနောက်ဗီဒီယိုတွေမှာလည်းဒီထက်ကောင်းတဲ့ဗီဒီယိုလေးထပ်လုပ်ပေးဖို့ကြိုးစားပါမယ်ပြီးတော့ပျော်ရွှင်စရာအခုလိုအချိန်မှာလူတိုင်းအားလုံးစိတ်စိတ်တည်ညင့်နေကြတာဖြစ်တဲ့အတွက်ပျော်ရွှင်စရာဗီဒီယိုလေးကိုလည်းအမရွေးပြီးတော့အာတင်ပေးပါမယ်လို့ အားလုံးကိုကျေးဇူးမြတ်တာနဲ့ကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာအမောင်းထွက်ထွက်ကြတာပေါ့နော်ဘိုင်ဘိုင်